တရားအားထုတ်တဲ့ယောဂီယဥဇုံကာယံပဏိဒါယသတိမှုကံတတေဥပတပိတဝါတတိပြထံဥဇုံကာယံပဏိဒါယဆိုခန္ဓာကိုယ်အထက်ပိုင်းကိုဖြောင်းမြောင်းတန်တန်လေးထားဝင်နေဖက်လေးကိုလည်းရှုလို့ကောင်းအောင်ရှိုက်လို့ကောင်းတဲ့အနေထားမျိုးနဲ့တရားအားထုတ်ပါတချို့ကြတော့အဲ့လိုမဟုတ်ဘူးတရားစပြီးတော့ထိုင်တယ်ဆိုတာမှဝင်လေကိုလည်းသိအောင်အတင်းကံလှုပ်ရှိပါတယ် ွက်လေကိုလည်းទីသွားအောင်လို့အတင်းကန်လုပ်ပြီးတော့ရှူနေရတယ်။အဲ့ဒီလိုခါမျိုးကြတော့ तू ကအနတ္တမဟုတ်တော့အတ္တဘက်ကိုသွားတာ။ခန္ဓာသဘာဝဝိဋိတဝါခန္ဓာကိုယ်ရဲ့ဘင်ကိုသဘောသဘာဝကိုသိဖို့အတွက်တရားထိုင်တာ။အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့ကိုယ်တရားထိုင်တဲ့အခါမှာအသက်ကိုတခါတဲ့နိဂ္ဂံရှူတာမျိုးလို့အတင်းမှုတ်ထုတ်တာမျိုးလို့အသက်ရှူတာကြီးကိုသိအောင်လုပ်တာမျိုးလို့ကြတော့ ဒီဘက်မှာဝိပဿနာဘက်ကိုသွားတဲ့နေရာမှာဖြစ်ပြမြင်မှုခက်တယ်။နောက်တစ်ချက်ကတရားအားထုတ်တယ်ဆိုရင်အဲ့လိုကိုကကုမစအားထုတ်တဲ့ယောဂီဖြစ်တဲ့အတွက်ကြောင့်ဒီလောက်အသက်ကို ပြင်းပြင်းထန်ထန်ရှုတဲ့အခါမှာမောသွားတာတို့ရက်သွားတာတို့တုံးသွားတာတို့ချွေးစည်းချွေးပေါက်တွေကျသွားတာတို့ဘယ်ဟာကိုလိုက်ရှုရမှန်းမသိဘူး။တကယ်တမ်းကစာပေမှာရိုးရိုးလေးပဲကာယသဘာဝဝိရိယတော်ခန္ဓာကိုယ်ရဲ့ပင်ကိုယ်သဘာဝကို ဝိရိယဝဉာဏ်မှာထင်၍အေးအေးချမ်းချမ်းလေးပဲလုံးမရှုနဲ့ရှားမရှုနဲ့လုံးမရှုနဲ့အတင်းကန်ပြင်းထန်ပြီးတော့မရှုနဲ့ဖြစ်ပျက်ကိုမတွေ့နိုင်ဘူးပင်ကိုယ်သဘောသဘာဝအတိုင်းပဲရှုစထိုင်ဆိုရက်ကိုယ့်ရဲ့တင်းမြင်ခွေထိုင်တဲ့ပုံစံရဲ့ပုံမှာဘယ်ဘက်ခြေထောက်ညာဘက်ခြေထောက်စသည်ကြိုက်တဲ့အပေါ်မှာထပ်လို့ရတယ်ထပ်ပြီးတော့ညာဘက်ခြေထောက်ကဘယ်ဘက်ပေါင်းဘယ်ဘက်ခြေပွားနဲ့ ဘဘက်ကြီးဘွားညာဘက်ပေါက်ထောက်ပြီးတော့မှဖောက်ဝါလေးထိုင်ခါဖြောင်းမြောင်းထားပြီးတော့မျက်လာလေးကိုဖြည်းဖြည်းချင်းလေးပြိထားပြိထားပြီးတော့မှမိတ်ထားလို့ပြောတာအဲ့ဒါပြီးတော့မှအသက်ကိုလည်းပုံမှန်လေးရှိပါတယ်တခါကြီးကျတော့အဲ့လိုတရားအထုတ်လိုက်ခါမှအသက်ယူကျသွားတာရှိတယ်မောသွားတာဖြစ်တယ်တိုင်မင်းလေးလွဲသွားတာပေါ့သူကဒီကိုသွားပြီးတော့သတိဆိုင်လိုက်တာအမှန်တော့အဲ့လိုလုပ်စရာမလိုဘူးသူပုံစံပင်ကိုသဘောတိုင်းလေးပဲအထုတ်ရပါ ဘင်ကိုရှူးနေတဲ့အတိုင်းလေးပဲသဘာဝအတိုင်းလေးပဲရှူအောင်အဲ့ဒီသဘာဝအတိုင်းလေးကိုရှူးနေတာလေးကိုကိုနောက်ကနေလိုက်ပြီးတော့တိပေးနေတာအဲ့ဒါကိုတမာတိရောယထာဘုဒ္ဓပဇာနာတိတမာတိတည်တဲ့ပုဂ္ဂိုလ်ဒါတမာတိထူထောင်တဲ့အစဉ်ကိုပြောတာအဲ့လိုတမာတိတည်သွားတဲ့အခါမှာခန္ဓာကိုယ်ရဲ့ယထာဘုဒ္ဓံပေါက်ပြန်တဲ့သဘောတရားကိုပဇာနာတိဆိုတာဘယ်နာနာလာတယ်ဘယ်နာအောင်လာတယ်ဘယ်နာအကျဉ်းလာတယ်ဆိုတော့တန်းပို့ပြီးတော့မြင်းလာတာကိုသိလာဘာလို့လဲလို့မင်းစိတ်ငြိမ်သွားလို့ အဲ့ဒီချိန်ကျဘယ်တော့ထိအောင်တမလီအားကောင်းလာတယ်လို့မင်းဖြတ်ခနဲဆိုအတန်ကြားတာစအရင်တော့အဲ့လောက်ထိအောင်ကိုကအာယုံမဆိုင်ဘူးဘာလို့လဲဆိုတော့မြင်ကြားနံစားတွေရဲ့အပေါ်မှာတနေပုံအလုတ်ရှုပ်နေတာဒီချိန်မှာကျတော့အဲ့လိုမဟုတ်ဘူးမျက်စိမှဲ့ပြီးတော့မနှောဝင်ရင်စိတ်နဲ့အလုတ်လုတ်ရှူစိတ်ဆိုင်စိတ်ကလေးကိုတိနေနေဖြတ်ခနဲဆိုခြေတန်းကြားတာလည်းတိဖြတ်ခနဲဝဲသွားတာလည်းတိအမှန်တော့ဒါတမလီအားကောင်းလာကျန်တဲ့ကျန်တဲ့ဓာရတွေပိတ်ပြီးတော့ဒီဘက်မှာ အလုပ်တစ်ခုတည်းကိုအာယုံဆိုင်တဲ့အခါကျတော့ပို့ပြီးတော့မှတိလွဲလာတယ်။အဲ့ဒါကိုဒီကာယသဘောဝိတ္တခန္ဓာကိုယ်ရဲ့သဘောသဘောပို့ပြီးတော့မြင်လွဲလာဒါတစ်ချက်ပေါ့။အဲ့တော့ရှူရမယ်ဆက်ရမယ်ဆိုတာပင်ကိုယ်သဘောတိုင်းမဲ့ရှူတာပို့ပြီးတော့မှကောင်းတယ်။လုံးမရှူနဲ့ရှာမရှူနဲ့အတင်းနှင်းကန်ကြီးပြေးပြီးတော့မရှူဘဲနဲ့ပုံမှန်အတိုင်းလေးပဲရှူတွိုင်းလာရင်စိုင်းတောင်းရင်သဘောတိုင်းပဲရှုပြီးတော့အဲ့ဒီရှုစိတ်ဆိုင်စိတ်ကိုတည် ီနေ့မှာတော့ဘုရားရှင်ကိုရောမြတ်ကပါဠိတော်တွေမှာဘလို့ခေါ်တာလဲလို့မေးရင်အာနာပါနသမထကိုခေါ်တာရှိတယ်အာနာပါနဝိပဿနာကိုခေါ်တာရှိတယ်အဲ့တော့အာနာပါနသမထကိုအဆင့်၄ဆင့်ခေါ်တာရှိတယ်ဝိပဿနာသမထကိုအဲ့အာနာပါနသမထကိုအဆင့်၄ဆင့်ခေါ်တာရှိတယ်အာနာပါနဝိပဿနာကို၄ဆင့်ခေါ်တာရှိတယ်အဆင့်၄ဆင့်ခေါ်တာရှိတယ်အဲ့တော့အာနာပါနသမထကိုအဆင့်၄ဆင့်ဘလို့ခေါ်တယ်လို့မေးရင်ဒီ၄ရှုတဲ့အခါမှာရှည်ရှည်ရှုရဲ့ ရှည်ရှည်ရှိုက်ထုတ်တယ်ဒါပရမအဆင်ရှည်ရှည်ရှုတယ်ရှည်ရှည်ရှိုက်ထုတ်တယ်အဲလေးအရှိရှုလိုက်တာဒီချေးထုတ်လိုက်တာဒါတစ်ချက်ဒုတိယချက်ကကြတော့လေးကိုတော်တော်လေးရှုတယ်တော်တော်လေးရှိုက်ထုတ်တယ်တော်တော်လေးရှုတယ်တော်လေးရှိုက်တယ်ဒါလည်းဒါဒုတိယချက်ပေါ့ဒါလေးကိုသိတယ်အဲ့ဒါလေးကိုသိုံမဲ့သိပြီတတိယချက်ကကြတော့အဲ့ဒီလေးရဲ့ဝင်တာလည်းသိရဲ့လေးရဲ့အစလည်းအဆုံးသုံးပါးလုံးကိုသိပြီလားဒါတတိယအဆင့်သူကနည်းနည်းအဆင့်မြင့်လာတယ် လေဝင်တာလည်းသိတယ်လေရဲ့အလဲကိုလည်းသိတယ်လေရဲ့အဆုံးကိုလည်းသိတယ်ပြီးတော့ဒီလိုလေးသိပြီစိတ်ကပို့ပြီးတော့ငြိမ်းလာတယ်လို့ပြောကြတယ်ပို့ပြီးတော့ငြိမ်းလာသူကဒီအပေါ်မှာပဲအာယုံရောက်လာတယ်ဒါအာနာပါနသမထတတရားအဆင့်နောက်တစ်ဆင့်ကျတော့အာနာပါနသမထသုဒ္ဓအဆင့်ကျတော့အဲ့လိုမဟုတ်တော့ရှုစိတ်ရှိုက်စိတ်ကရှုနေတာရှိုက်နေတာပို့ပြီးတော့တိမ်မွေးနူးညံ့လာ အဲ့ဒီတိမ်မွေးကတိမ်မွေးတိမ်မွေးကတိမ်မွေးပြီးနုညံ့လာတဲ့ခါကျတော့ဒီပေါ်လေးမှာရှူမှန်ဆိုင်မှန်တော့မသိပဲနဲ့နမိတ်တွေထင်လာတာအစရုထဘက်ကိုကူးသွားတာအပနာဘက်ကိုကူးသွားတာအဲ့ဒါကဇံဘက်ကိုသွားတာဒါအာနာပါနသမထလိုက်အာနာပါနဝိပဿနာလိုက်ကြတော့သူကကာယနုပတ်တိဝိဟရတိရှူနေတာလေရှူနေတာရှက်နေတာငါမဟုတ်ဘူးရုံးနေနေဒါပထမအဆင့်ဒါအာနာပါနဝိပဿနာအဆင့်၄၀မှာ ကာယနုပတ်တိဝိဟရတိရှူးနေတာရှိုက်နေတာရုပ်နဲ့နာမလားဟုတ်တယ်လေရလဲရုပ်တရားနှာခေါင်းထဲကိုတိုးလာတယ်ဟဲ့ဒီအတိုးခံတဲ့နာသီးဝါလဲရုပ်တရားယနေ့ခုပေါင်းပြီးတော့နာသီးဝါလဲကိုတိုးဝင်လာတယ်အဲ့ဒီတိုးတဲ့သဘောလေးကိုသိလာတယ်ဩဒါရုပ်နဲ့နာမယ်နောက်တစ်ခါတိုးထွက်သွားတယ်နှွေးကနေသိလိုက်တယ်နှွေးကနေသိလိုက်တာကနန္တရားဟဲ့ဒီနာသီးဝါလေးကိုတိုးထွက်ပြီးတော့အတိုက်ခံနေရတာက ရုပ်တရားဆိုတော့ရုပ်နဲ့နာ ဒီလိုလေးသိပြီယုတ်နဲ့နံလို့သိလိုက်တယ်အဲ့ဒါကိုကာယ ानु ပတ်တိဝိဟရတိယုတ်နံသဘောကိုသိလိုက်တယ်ဒါကပရမအဆင့်ဉာဏ်နဲ့နဲ့မြင်လာတဲ့အခါကျတော့အဲ့လိုမဟုတ်ဘူးသမုဒိယဓမ္မနုနုပတ်တိရောဝရဓမ္မနုပတ်တိရောအဲ့ဒီယုတ်နံရဲ့အဖြစ်ကိုလည်းသိတယ်ယုတ်နံရဲ့အပြက်ကိုလည်းသိတယ်ဆိုကြပါစို့ရှူတာကိုလည်းသိတယ်ရှူစိတ်မရှိတာကိုလည်းသိတယ်ရှိုက်တာကိုလည်းသိတယ်ရှိုက်တဲ့စိတ်မရှိတာကိုလည်းသိတယ်သူကြတော့အဖြစ်လည်းမြင်သွားတယ် အပြစ်လဲမြင်သွားတယ်သူကဖြစ်ပျက်ကိုမြင်သွားတယ်အဲ့ဒါကကြတော့အာနာပါနာဝိပဿနာသူကအဲ့ဒီကနေပြီးသူကအရဟတမအရဟတဖို့ကြီးအောင်သွားမယ်သူကြတော့သူ့ရဲ့ရှုနည်းရအဲ့ဒီကနေပြီးတော့နောက်တစ်ဆင့်ကြတော့နောက်တစ်ဆင့်ကြတော့သူကဗာလဲလို့မင်းကာယတန်နေတိတန်ကာယတန်နေတိတန်ကြတော့သူကြတော့အပြက်တွေကိုမြင်လာအဖြစ်တောင်သူမမြင်တော့သူကြတော့ ်လှုပ်အားပို့ပြီးတော့တင်းလာတာဒီနာသီးပွားမှလည်းသူလှုပ်တာအဲ့ဒီမှာကာယတန်နေတိတံအပြက်တေဟိုးကြီးတဲ့မြင်းလာတယ်ဘင်္ဂညာလို့ပြောကြတယ်ဘင်္ဂညာရဲ့အထက်ပဲအပြက်တေဟိုးကြီးတဲ့သူမှုန်းလျောင်မြင်းလာတဲ့အခါကျအပြက်တေမြင်းလာတဲ့အခါကျတော့ဩအပြက်တေပဲလို့မြင်းလာတော့အနိစ္စလို့ရှုအဲ့ဒီပြိုးပြိုးပြက်ပြက်ဖြိုးဖြိုးဖြောက်ဖြောက်ရိုးရိုးရွတ်ဒီယုံနံနေရဒုက္ခလို့သူထပ်ပြီးတော့ရှုနေအဲ့ဒီပြိုးပြိုးပြက်ပြက်ပြိုးပြိုးပြက်ဒုက္ခဒီတရားတွေတဲမှာအနှစ်သာရမရှိပါလား ဘာအဆိုင်ခဲအနှစ်သာရမှာမရှိပါလားဆိုအနတ္တလို့သူမြင်လာအဲ့ဒါဘင်ကညာရဲ့အထက်ကိုရောက်သွားတာဘင်ကညာကနေပြီးတော့အထက်ကိုခေါ်လိုက်တယ်အဲ့ဒါကိုကာယတန်နေတိတံအဆင့်မြင့်သွားတယ်သူကြတော့ဝိပဿနာအဆင့်မြင့်သွားတယ်အာနာပါနာဝိပဿနာအဆင့်၃အဆင့်မြင့်သွားတယ်အဲ့ဒီကနေပြီးတော့အဆင့်၄ကြတော့အဆင့်၄ကြတော့နာသကိဉ္စီလောကေဥပဒိယတိနာသကိဉ္စီလောကေဥပဒိယတိကြတော့သူကဘယ်လောက်ထိအောင်မြင့်သွားလဲလို့မေးရင် အဲ့ဒီယုံနံဓမ္မသင်္ခါရတရားတို့တွေဟာငါလည်းမဟုတ်သူလည်းမဟုတ်တုံညတတရားတွေပဲဓမ္မနုပဒနာနဲ့တန်းပြီးတော့ဟိုဘက်ကိုအနုလောမဉာဏ်ဘက်ကိုတွားဆက်လိုက်တယ်ယုံနံဓမ္မသင်္ခါရတရားတို့သည်တုံညတပုဂ္ဂိုလ်တ attva တုံညာယုံနံတုံညာဖြစ်ပြတုံညာဟိုဘက်မှာ तू ကနိဗ္ဗာန်ကိုမြင်တော့အဲ့ဒါကြောင့်မလို့ तू ကတဏ္ဍာဒိဋ္ဌိဒိဋ္ဌိတဏ္ဍာသေးတာအဲ့တော့ဒိဋ္ဌိသေးရင်သောတာပန်တည်တယ် ိဋ္ဌိပြောရင်သောတာပန်တည်တယ်တဏှာသိရင်ယဟနာဖြစ်တယ်အဲ့ဒီခါကျတော့နာသလောနာသလောကိကိဉ္စီဥပတိယတိနာသကိဉ္စီလောကိဥပတိယတိယုံနာဓမ္မသင်္ခါရတရားတို့အဖြစ်အပျက်သဘောသဘာဝအတိုင်းတုံညတာဆိုက်ပြီးတော့အပျက်တည်းရဲ့အဆုံးကိုမြင်လိုက်တာကိုနိဗ္ဗာန်မြင်သွားတာပရမအစဉ်ကသောတာပန်တည်တာအဲ့ဒါကကြတော့ပြောဘာရှုနည်းတယ်လို့မေးရင် အာနာပါနာဝိပဒနာအဆင့်လေးရှုနေအဲ့တော့ယင် ရှုတဲ့နေရာမှာရှားမရှုနဲ့လုံမရှုနဲ့ပုံမှန်သဘောတဘာဝအတိုင်းပဲပုံမှန်လေးရှုပုံမှန်လေးဆိုင်ပါဒီနေ့ဓမ္မနန္ဒဝိပဒနာရိတ်တာဒီစောက်ဖို့ရန်အတွက်သဒ္ဓဘိဝိညာဉ်ရှိပြီးပြီးတော့နိဗ္ဗာန်ကိုရင်မှန်းပြီးပါဝင်ပြီးတော့လူတန်းပေးကြတော့လူရှင်များမှာမေတော်တော်ငင်းငင်းဝင်းမေမျိုး ကြည်ကန်ရွာမှတသိန်းကျပ်မဲတော့မအေးမြခိုင်မိသားစုမွန်ပြည်နယ်ရေးမျိုးမှတသိန်းကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်ဆက်ဖြစ်သောကတ်စုပေးသောအနယ်လေသောယောဂါသို့မျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေအဲ့တော့တရားအားထုတ်တဲ့ယောဂီတွေမှာကိုယ်ဘယ်ညာရောက်သွားပြီဘယ်ညာအဆင့်ရောက်နေပြီတမက်ကြပြီနှမက်ကြပြီလို့ပြောတာတွေဟာစာပေနဲ့မညီပါဘူး စာပေမှာဒီလိုပြောတာမျိုးမရှိပါဘူးတကယ်တမ်းကဝင်းထဲမှာအရိယာဓမ္မကိတ်သွားတယ်ဆိုတာဝင်းထဲမှာရှိနေတဲ့ကိလေသာကိုဖြုတ်လိုက်တယ်ဝင်းထဲမှာရှိနေတဲ့ကိလေသာကိုဖြုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုကကြွားခြင်းဝါခြင်းနဲ့စိတ်တွေဟာအရင်လိုမရှိတော့ပုရုဇဉ်တရားမဟုတ်တော့ပုရုဇဉ်တရားတောင်းမှာပဲကိုမှရှိတဲ့ပိုင်ဆိုင်မှုဘယ်သူမှအတိလည်းမပြောတာကိုမှရှိနေတဲ့ပိုင်ဆိုင်မှုကိုရှိနေတဲ့ဝင်းဝေးကိုအပ်ထားတဲ့ဘာမှရှိတဲ့ပတ်စံဘယ်သူမှဘယ်ပုထုဇဉ်ဘယ်လူသားမှအတိချာမပြောမပြော အရိယာပုဂ္ဂိုလ်များပို့ဆိုးတာပေါ့ကိုရထားတဲ့အရိယာတရားကိုဘယ်သူမှမပြောလိုအပ်မှပြောတယ်ဒါကပါဠိတော်ရှိပါတယ်ဒါကြောင့်တပ္ပရိသတုံးမှကျတော့မြတ်စွာဘုရားကအရိယာပုဂ္ဂိုလ်များတိုးခွက်တယ်ကိုရရှိတဲ့တရားကိုဘယ်သူမှမပြောအဲ့ဒါအရိယာလို့ရဲ့အင်္ဂါလက္ခဏာအဲ့တော့ဝိဒါခါလို့လည်းခုနှစ်နှစ်နဲ့သောတာပန်တည်တယ်သောတာပန်တည်တဲ့အကြောင်းကိုဘယ်သူမှမပြောပါဘူးစပေးမှမရှိဘူးအနာတပိန်တို့လည်းဒီလိုပါပဲဖခင်နဲ့စတွေ့တယ်သောတာပန်တည်တယ်သူသောတာပန်တည်ကြအောင်ဘုရားမှပြောဒီတိုင်းပဲ နောက်တကဘုရားအဖြစ်ကိုရောက်တယ်ကပိလောနန်းတော်ကသောရဏမင်းကသူသားဘုရားကိုဖုဖို့အတွက်ကိုအမတ်ပေါင်းလွှတ်လိုက်တယ်လွှတ်လိုက်တော့ပထမတစ်ကြိမ်ထွက်တယ်တထောင်နဲ့တရားဥဆောင်ပြီးတော့လွှတ်လိုက်တယ်ဟိုရောက်တော့ယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်တဲ့နောက်မှာသူတို့ယဟန္တာဖြစ်တဲ့နောက်မှာဘသူကတော့ဘုရားဖုခြင်းလို့လာပင့်တယ်ဆိုတဲ့အကြောင်းမပြောတော့အဲ့ဒီမှာအေးချမ်းချမ်းပဲအရဒမဲ့အထက်တဘူခံစားပြီးတော့နေလိုက်တော့တယ် ကြောင်းကြခြင်းတောင်းတခြင်းခင်းသွားပုရုဇဉ်နယ်ကနေဖြတ်ပြီးတော့အရိယာနယ်ကိုရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်နောက်ကြောင်းပြန်ပြီးတော့သူတို့အာယုံမပြုတ်တော့ဒါတစ်ချက်ပေါ့အဲ့ဒီလိုနဲ့နောက်ထပ်၉ချိန်လွှတ်တယ်၉ချိန်လွှတ်တော့၉ထောင်နဲ့၉ရောင်မြောက်ဖြစ်သွားပြီ၉ထောင်နဲ့၉ရောင်မြောက်ကလည်းဟိုမှာဘုရားနဲ့တွေ့ရာဇဂုံမှာဘုရားနဲ့တွေ့တယ်တရားနာတယ်တရားနာပြီးတဲ့နဲ့အကုန်လုံးယန္တာဖြစ်တယ်ယန္တာဖြစ်တာနဲ့တည်းပြိုင်နေကပ်ဝေလိုနန်းတော်ကိုသူတို့အာယုံမရှိတော့သူကိလေသာအကုန်လုံးပယ်ပြီးသွားတယ်ဒါနဲ့နောက်တစ်ချက်ကကြတော့ ဒီလိုမှဆိုရင် တော့မဖြစ်တော့ဘူးဆိုနောက်ဆုံးကာလုတ္တရာကြီးအမတ်ကိုဥဆောင်ပြီးတော့လွှတ်တယ်ကာလုတ္တရာကြီးအမတ်ကလည်းသွားပြီမဲ့ဟိုရောက်ရဟန်းပြုမဲ့ရဟန်းပြုပြီးတာနဲ့ပြန်လာမဲ့ဆိုတော့မင်းကြီးကလည်းခွင့်ပြုတယ်ပြောတဲ့အတိုင်းပဲဟိုကြတော့တရားနာတယ်တရားနာရင်လည်းအေးဘိက္ခုခေါ်တယ်အာလုံးရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်တော့အာလုံးပေါင်း1010ရောက်မြောက်အဲ့ဒီခါကြတော့မှကာလပေါင်း60နဲ့မြတ်စွာဘုရားကိုပင့်ပေးတယ်ဒါကတိကဝတ်ကြောင့်ပင့်ပေးတာဆိုလိုတာကအရိယာများသည်သူတို့အရိယာဖြစ်တဲ့အကြောင်းမပြောပါဘူး ြောတယ်ဆိုတာရှားပါတယ်မတန်မတန်ကိုကအရေးကြီးမှပြောတာရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ရဲ့ပါဠိတော်တွေတောက်လျှောက်ကြည့်လိုက်တဲ့အခါမှာလည်းတို့ရိယာဖြစ်သွားပြီဘယ်နှမရပြီတို့တရားဟောဖို့တက်ကိုဆွဲဆောင်တာမျိုးမရှိဘူးဒါပေါ့ဒါဒီနေ့ခင်မှာတော့မက်တီဖိုလီရတယ်ဆိုတာကိုပြောနေကြတာကစာပေနဲ့မညီဘူးတကယ်တမ်းရတဲ့ပုဂ္ဂိုလ်ကအဲ့လိုဘယ်တော့မှမပြော နောက်ဆုံးဝိပဿနာအဆင့်ကိုဖြစ်ပြဲမြင်ပြီးတော့တည်ငြိမ်နေတဲ့အဆင့်ရောက်နေတဲ့ပုံကိုယ်တွေတောင်မှကိုဘလို့တရားအထုတ်ပြီးတော့ဘလို့မြင်လာတယ်ဆိုတာမပြောတော့အဲ့ဒီလောက်ထိအောင်သိတဲ့မှာအိန္ဒိရိကိမ့်သွားအဲ့တော့အိန္ဒိရထိုက်တယ်လို့ပြောတာကိုဘလို့ကျင့်ပြီးတော့ဘာဒီမြင်းပြီးတော့ဘဲအဆင့်ရောက်သွားတယ်ဆိုတော့မပြောတာကိုအိန္ဒိရထိုက်တယ်လို့ပြောတာအိန္ဒိရထိုက်သွားတာဒါတစ်ချက်ပေါ့အဲ့တော့မတုဆိုတာမတုဝင်တဲ့နေရာက သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိကရဏဝိသုဒ္ဓိမေဃမေဃဉာဏတသနာဝိသုဒ္ဓိမှာအဲ့ဒီ၅ချက်မြောက်မှာမတုဝင်တယ်။၅ချက်မြောက်မှာမတုဝင်တာကမတုဟာဆယ်ချက်ဝင်တယ်။အဲ့ဒါကိုဝိပဿနုပ္ပကိလေသာဝိပဿနာဉာဏ်ယူကြောင်၁၀ပါးတဘာဝင်ပါတယ်။အဲ့ဒီဟာကကြတော့ဩပါတိစေဝဉာဏ်ဤစာပိတိယာစာဝိခံမလီပတ္တိယာသူခိနာစာအဓိမောက်ခေစာပက္ကေတတ္တရာမေဆတ်တတ္တာနိကန္တိဆိုတဲ့ဆယ်ချက်မှာတစ်ချက်ဝင်တယ်။အဲ့ဒီမေဃမေဃဉာဏတသနာ၅ချက်မြောက်မှာမတုဝင်တယ်။ဆယ်ချက်မှာ ဆယ်မျိုးမှာတစ်မျိုးဝင်ပါတယ်အဲ့ဒီတစ်မျိုးဝင်တာကိုตายရပြီးတော့နိကန်ဒီตายရပြီးတော့အဲ့ဒီနောက်ကိုလိုက်ရင်တော့မတ်မဟုတ်တော့ပါဘူးမရတော့ဘူးမဲ့ညံနဲ့ဝေးသွားတယ်မဲ့ညံနဲ့ဝေးသွားဒါကသတိထားရမယ့်အချက်ပဲအဲ့ဒီနောက်ကိုตายရပြီးတော့လိုက်သွားရင်မဲ့ညံမဟုတ်ဖဲနဲ့မဲ့ညံထင်းပြီးတော့ပဲဒီတိုင်းဖြစ်နေမှာဒါကမာဘောတယ်မှာလည်းဒီလိုပြပါတယ်အဲ့တော့အဲ့ဒါကိုပြန်ပြီးတော့ဖြစ်ပျက်ရှိသွားတယ်။အဲ့ဒီဆက်ချက်မှာတမျိုးဝင်ပါအဲ့ဒီတမျိုးမဝင်ရင်လည်းလမ်းကြောင်းမဟုတ်သေးဘူး။ ဲ့ဒါဝင်မှလမ်းကြောင်းဆက်တယ်အဲ့ဒီကလမ်းကြောင်းဖြစ်ပြီးတော့မဟုတ်သည်မမဟုတ်သည်အဲ့ဒါမက်ကမက်ကညာနာတသနာကိုဒါကနိဗ္ဗာန်ရောက်ကြောင်းလမ်းဟုတ်သလားမဟုတ်ဘူးလားကိုဆုံးဖြတ်ချက်ချတဲ့ဉာဏ်ပါအဲ့ဒီဉာဏ်ကိုပိုင်ပိုင်နိုင်နိုင်ရပြီးတော့ဒါမှမဟုတ်ဆိုမမဟုတ်ဘူးဆိုတာကိုတရားသိပြီးတော့ပြန်လဲပြီးတော့အာထုတ်တာကိုဥရိယဘယဉာဏ်လို့ပြောတာအဲ့ဒါဥရိယဘယဉာဏ်စလိုက်တဲ့အခါကျတော့အရင်ဥရိယဘယဉာဏ်မျိုးဖောက်တော့ကိုကဥရိယဘယဉာဏ်ရင့်တန်တဲ့ဉာဏ်မျိုးဖြစ်တဲ့အတွက်ကြောင့်ပြန်လဲပြီးတော့အာထုတ်တာကိုဘင်ကဉာဏ်ဥရိယဘယဉာဏ်ပြီးတော့ဘင်ကဉာဏ် အရင်တော့ကယောဂီရအဖြစ်တွေမြင်တယ်။ဘင်္ဂယံရောက်သွားတဲ့အခါမှာအဖြစ်မမြင်တော့ဘဲနဲ့အပြက်တွေကိုဤတဲ့တောက်လျှောက်ဆုံးဖြတ်ချက်ချနိုင်သွားတော့တယ်။အဲ့ဒါကညံရဲ့အလုပ်ပါကိုလုံးလို့မရပါဘူး။ဘယဘင်္ဂညံအပြက်တွေရဲ့မြင်တာ။အဲ့ဒီအပြက်တွေကိုဘယဘေးလို့မြင်တာကြောက်လာတယ်။ဘင်္ဂညံဘယညံဘေးလို့မြင်တာဘင်္ဂညံဘယညံဘေးလို့မြင်တာအဲ့ဒီအပြက်တွေဟာကြောက်ရှာတွေပဲ။ကနာကိုယ်ထဲမှာမြင်နေသမျှအပြက်တွေဟာကြောက်ရွံ့တယ်ဘေးလိုမြင်တယ်ပြီးတော့မှအာရိတဝဉ္ဇဉ်အပြက်တွေ အပြစ်တွေလို့မြင်တာယုံနိုင်ရအပြစ်တွေပဲဖြစ်နေတာလေအပြစ်တွေပဲဘင်းကညာဘေးကညာအာရိနဝညာပြီးတော့မှနိဗ္ဗိနညာနိဗ္ဗိနညာကျတော့ငြင်းငွေလာတာပြောမကောင်းလို့သမီးပြောမကောင်းလို့စီးပွားရေးမကောင်းလို့နိုင်ငံရေးမကောင်းလို့လူမှုရေးမကောင်းလို့အားလုံးကပြစ်ထားလို့ယောဂထုထတ်လို့ငြင်းငွေသွားတာမဟုတ်ဘူးဖြစ်ပျက်ကိုတကယ်မြင်ပြီးတော့ခန္ဓာထဲမှာရှိနေတာဒီယုံနိုင်ရင်းနဲ့တန်တရာတစ်လျှောက်လုံးလဲနေတာငြင်းငွေလိုက်တာနိဗ္ဗိနဘင်းကညာဘေးကညာအာရိနဝညာနိဗ္ဗိနပြီးတော့မှ မုံစိတုကမြတာညံဘင်ကညံပြညံအရိနဝညံနေဝေနညံမုံစိတုကမြတာညံကြတော့သူကထွက်မြောက်ခြင်းလားဘယ်ကထွက်ခြင်းလားလဲဆိုဒီအပြက်ဒီဒီဘေးဒီဒီငင်းငွေမူကနေထွက်မြောက်ခြင်းလားအဲ့ဒါကိုမုံစိတုကမြတာညံလွတ်မြောက်ခြင်းလားတို့တော့ကိုကဘလောက်ပဲလွတ်မြောက်ခြင်းလွတ်မြောက်ခြင်းသူကမဆုံးသေးရင်ဆက်ပြီးတော့ရှိပါတယ်ကိုကဘလောက်ပဲဒီမုံစိတုကမြတာညံထွက်မြောက်ခြင်းတဲ့လမ်းကို ထမြောက်ခြင်းနဲ့စိတ်ဖြစ်နေနေအပြည့်မဆုံးသေးရင်ဆက်ရှိရတာမလို့ပฏิသင်္ခာညာဒါကတော့တရားစခန်းမှာအကျယ်ဟောပါတယ်ပฏิသင်္ခာညာတပံပြန်ပြီးတော့ဒီအပြည့်တွေကိုပဲတခါပြန်ပြီးတော့မှပြန်ရှုနေရတာပฏิသင်္ခာညာပြီးတော့မှသင်္ခါရုပိက္ခာညာကြတော့အခေါဏကလို့ကြောက်ထားတယ်မဟုတ်ဘူးလန့်လာလည်းမဟုတ်တော့ပဲနဲ့တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့လောဘပဲလည်းမလိုက်ဒေါသပဲလည်းမလိုက်ကြောက်တာ ပြင်းမာတာတာယာတာပြင်းမာတာမရှိတော့ဘဲနဲ့စိတ်ကိုအလဲမာထားပြီးတော့အာယုံပြုတ်ပြီးတော့ရှုနေတာကိုသင်္ခါရုပိခာညံညံကအဲ့လိုတက်သွားတယ်အဲ့လိုညံတက်ပြီးတော့မှနောက်ဆုံးမှအနုလောမညံမညံလေလျော်တဲ့ညံအနုလောမညံဖြစ်သွားတယ်အနုလောမညံပြီးတာနဲ့ဂုတရဘူညံပြီးတော့မညံဖို့ညံပစ္စဝကနာညံတောက်ချောက်ပါညံနေ၁၀ပါးနဲ့တွားလဲဒီတိုင်းညံနေ၁၆ပါးနဲ့တွားလဲဒါကိုကြော်လို့မရဘူး အဲ့ဒါကိုမေဃမေဃညာဏသဒ္ဒနာဝိတုဒ္ဓိမဟုတ်တည်ပရိပရညာဏသဒ္ဒနာဝိတုဒ္ဓိတဖန်ပြန်ရှုတယ်ညာဏသဒ္ဒနာဝိတုဒ္ဓိကြတော့မဲ့နဲ့လျော်တဲ့ညံဝင်းထဲမှာကိန်းသွားတယ်အဲ့လိုဝင်းထဲမှာကိန်းနိုင်တဲ့ကြိုင်နဲ့သောတာပန်ဧကံဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ဒီဝင်းထဲမှာအဲ့ဒီညံကိန်းသွားတာဖြစ်တဲ့အတွက်ကြောင့်သောတာပန်ဧကံဖြစ်သွားတယ်ဘသူ့မှမေးစရာမလိုတော့အောင်မိမိရဲ့တဏ္ဍာမှာသောတာပန်ဧကံဖြစ်သွားတယ် ောတာပန်ဖြစ်သွားတယ်။အဲ့ဒီခါကျတော့ကိုသောတာပန်ဖြစ်တယ်ဆိုတာဘသူ့ကိုမှမကြွားကျင်တော့ဘသူ့ကိုမှလည်းမပြောကျင်တော့ငါသောတာပန်မှငါဘလို့ဖြစ်ပြီးတော့သောတာပန်တည်တယ်ဆိုတာကိုဘလို့မှမပြောတော့တည်ငိမ့်ငိမ့်ဖြစ်သွားတယ်။တည်ငိမ့်သွားတယ်အဲ့ဒီခါကျတော့ပရပြာဧကရေစေနာတက္ကတကမဏိနာဝါတပ္ပလောကဒိပစ္စေနာသောတပတ္တိဖလံဝံဝင်းထဲမှာသောတပံသောတပတ္တိမဲ့ကိမ့်ပါအဲ့ဒါကိုအိဋ္ဌပါဏသောတပတ္တိမဲ့ကံဘာဝဲ့တော်ဒိဋ္ဌိဝိသိကိစ္စ ပဟာနေနပဟာယဂမနိယောပြီးတော့တတ္တကတုပရမောသောတာပန်ဒေါနာမဟောတိသောတာပန်ဧကံတီးသွားပြီဒိဋ္ဌိနဲ့ဝိသေကိစ္စအပိပန်ပြုတ်သွားတာဖြစ်တဲ့အတွက်ကြောင့်တီတီငင်ငင်အေးအေးချမ်းချမ်းငါသောတာပန်တီးတယ်ဆိုတော့ကိုယ်တိုင်တီးသွားအဲ့ဒါကြားထဲမှာမတုဆက်ချက်တစ်ချက်ကိုတော့ကြော်ရအဲ့ဒီလိုကြော်ပြီးတဲ့ပုဂ္ဂိုလ်ကငါသောတာပန်ပါလို့မပြောတော့စာပေမှာလည်းပြောတာမရှိဘူးအပြင်လောကမှာလည်းပြောတာမရှိဘူး အဲ့လိုပြောနေသေးရင်ကိုကိုပြန်ပြီးတော့သတိထားပြောခြင်းနဲ့ဆိုခြင်းနဲ့စိတ်တွေရှိနေရင်ကိုကိုပြန်ပြီးတော့သတိထားရမယ်အဲ့တော့တဏ္ဍာနဲ့တွေ့တဲ့အခိုင်မှာသောတာပန်အရိယာတတော်ကောင်းယေရနာပုဂ္ဂိုလ်သူမြတ်အစ်စ်ကြီးတွေဖြစ်အောင်ကြိုးစားနိုင်တော့ယောဂီပေါင်းတတော်ကောင်းတွေဖြစ်ကြပါစေ။